ဟယ်လိုအားလုံးပဲမင်္ဂလာပါဇာမနီအင်တာတိတ်မန့်ကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့အရှိတောင်အရှာမှာတင်မကပဲဥရောပတီဖောက်ဝင်ရောက်နိုင်ပြီးနေချက်နိုင်ခဲ့တဲ့မွန်ဂိုလီးယားရဲ့အကြောင်းကိုတင်ဆက်ပြသပေးမှာဖြစ်ပါတယ် ခုလူမျိုးစုတွေဟာကဘာအမိုးလိုတောင်တင်စားခေါ်ပေါ်ရတဲ့ကဘာအမည်ဆုံးကွန်မြူနတီတွေတည်းရတဲ့အခုဒီမဟုတ်မိုးကိုတောင်မှနေထိုင်တဲ့လူမျိုးတွေကြပါတယ်။လုံအေးတဲ့ရာသီဥတုမှနေထိုင်ကြပြီးလွန်စွာတောင်တင်းကြခိုင်တူတွေဖြစ်ပါတယ်။၁၃ရာစု၁၄ရာစုကြားမှာမိုးကိုလူမျိုးတွေဟာသူတို့တွေကြီးကြပ်ခမ်းနားလို့နဲ့အင်ပါယာကြီးကိုချက်ထွင်းတူထောင်ခဲ့ကြကြပါတယ်။မိုးကိုတို့ဟာနေရာအတိတကျနေထိုင်ခြင်းမရှိဘဲရေကြီးရမြင်းတွေရွှေပြောင်းနေထိုင်ကြပါတယ်။နေပြည်တော်မှာစုပေါင်းနေထိုင်ကြတဲ့မိုးကိုလူမျိုးစုတို့ရဲ့အကြီးအကဲကောင်းဆောင်ကတော့ကဘာကျော်လူတူများတယ်ကျွန်တော်ဆွမ်းနာပြပြခဲ့တဲ့ ဲ့ Genghis Khan ဖြစ်ပါတယ် Genghis Khan ဟာကြီးမားလာတဲ့ Empire ကြီးတစ်ခုကိုသူ့ရဲ့အာဏာစုံအောက်ကိုတင်သွင်းနိုင်ခဲ့ပြီးတဘာဝအားဖြင့်ချခိုက်သူများဖြစ်တဲ့အပြင်မြစ်စီပညာကိုတစ်ဖက်ကန်းခတ်ချောင်းဝက်ဖွဲ့ရာကောင်းအောင်ကျွမ်းကျင်ကြပါတယ်သူ့ရဲ့မြစ်စီတကြီးဟာအင်မတန်ကြီးမားပြီးစစ်ရှိလာရင်မဟာပထဝီမြေကြီးတုံအောင်တုံထုပ်ရတဲ့ချောင်းဝက်ဖွဲ့ကောင်းပါတယ်သူတို့မျိုးနဲ့စုတွေဟာရိုးရာလည်းနဲ့ဖြစ်တဲ့လင်းနဲ့များကိုအသုံးပြုကြသလိုခေပေါ်လည်းနဲ့ဖြစ်တဲ့ရန်တွေကိုလည်းအသုံးပြုကြသူသူတို့ရဲ့စစ်တကြီးဟာတိုက်တိုင်းအောင်တပ်မတော်ကြီးတစ်ခုအဖြစ်ဖြစ်လာခဲ့ပါတယ်မွန်ဂိုအင်ပါယာကို1206ခုနှစ်ကစတင်ထူထောင်ခဲ့ပြီး ီးအရှေ့အလယ်ပိုင်းအရှေ့ဘက်မှာပစိဘဲတမုတ်တေရအနောက်ဘက်ပါရှန်ပင်နယ်ကွေ့အထိရောရုရှားဆိုင်ဘေးရီးယားဒေသများအထိနေပြည်များကိုခြေထွင်းခဲ့ကြသူတွေဖြစ်ပါတယ်။မွန်ဂိုမျိုးနွယ်စုတို့ရဲ့နေထိုင်မှုပုံစံဟာရွက်ဖြင့်တဲကြီးတွေမှာနေထိုင်ကြခြင်းဖြစ်ပြီးအဲရွက်ဖြင့်တဲကြီးတွေရဲ့ပုံစံကတော့ပေါ်ပါတဲ့တစ်သားကြီးပေါင်တစ်ခုပေါ်မှာထူထဲလာတဲ့ရွက်ဖြင့်စားနဲ့တောင်းဆိတ်နေအောင်ပတ်ထားသလိုပုံစံဖြစ်ပါတယ်။အဲဒီတော့သူတို့ဟာရှေ့ပြောင်းသွားလာခြင်းပြီးဆိုရင်အလွယ်တကူဖြုတ်သိမ်းနိုင်ပြီးယူဆောင်သွားလေရှိပါတယ်။ခရစ်နှစ်1211ခုနှစ်မှာမွန်ဂိုတို့ဟာတရုတ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက် ခဲ့ပြီးအာရှတိုက်ရဲ့အခြားဒေသတွေကိုပါဝင်ရောက်ဆက်လက်ပြီးနယ်ရှက်ခဲ့ပါတယ်သူတို့ဟာမယုံကြည်နိုင်လောက်တဲ့သူတို့ဟာမယုံကြည်နိုင်လောက်တဲ့အနှိမ်မြမှုတွေနဲ့တပ်ကိုစူးစီးရွှေ့ပြေးနိုင်ခဲ့ပါတယ်သူတို့ရဲ့စစ်စင်ရေးဟာအသေးစိတ်အချက်အလက်တွေပါတဲ့အထိကျွမ်းကျင်စီမံပြီးမှစစ်စင်လေးရှိပါတယ်တွင်နေ1928ခုနှစ်မှာတော့ဂျန်ဂျစ်စကန်တည်ဆုံသွားတဲ့နောက်တူတာ၄ရောက်အတွဲလွန်စွာကြီးမားတဲ့နယ်မြေတစ်ခုခြံထားခဲ့ပါတယ်ဒါပေမဲ့မိုဂုံအီဘာယာဟာနောက်မိုဂုံဘီရင်တွေလက်ထက်မှာစိတ်လုံးမှုမရှိတော့လို့ပြုတ်ကွက်ခဲ့ရပါတယ်မိုဂုံအီဘာယာကိုချက်တွင်းခဲ့တဲ့ကဘာကျော်စစ်ဘီရင်ဂျန်ဂျစ်စကန်ရဲ့ငယ်နေမြေ ရာတည်မှုခြင်းဖြစ်ပါတယ်သူဟာမျိုးနွယ်စုအကြီးကဲတယောက်ရဲ့သားပါသူရရောက်လာတဲ့အခါမှာသူ့ရဲ့ရန်သူမျိုးနွယ်စုတွေကိုနှိမ်နှိမ်နှင်းရင်တခြားသောမျိုးနွယ်စုတွေကိုပါစီရင်သိမ်းပြနိုင်ခဲ့ပါတယ်သူဘရင်ဖြစ်သောဂျန်ဂျစ်ကန်ဆိုတဲ့ဘွဲ့အမည်ကိုခံယူပါတယ်ဂျန်ဂျစ်ကန်ရဲ့အသေးပဲကတော့တမူးတေရာဂျားကအရှင်တခင်လို့အသေးပဲရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မျှတရခံပါတယ်ခင်ဗျာ